Michael E. Singh ji ye the part of unconditional happiness by no ဘောကပြလိုက်ပြီတင်ရတာပါမင်းဟာလေဒီအဆုံးစားမဲ့ခြေဝင်းတဲ့ဟောလာစက်ကြဝလာဂလက်ဆီကြီးရဲ့မြေမှာလေပန့်နေတဲ့ဂျိုလေးတစ်ခုကဘာဂျိုလို့ခေါ်တဲ့ဂျိုတစ်ခုအမှာမင်းကရှိနေတာဒီတော့ go ahead ရှေ့ထွက်ကြည့်လိုက်ပါဦးတကယ်အဖြစ်အမှန်ကို ကိုလူကြည့်လိုက်ပါဦးကိုကိုကိုဘာညာရဲ့လို့သိတ်ထင်မနေပဲနဲ့ဟဲ့နာအကောင်ကြီးဘာကြီးညာကြီးလို့ထင်မနေပဲနဲ့ပေါ့တကယ်အဖြစ်မှန်ကဘလို့တော့စัจ java လာကြီးတဲမှာအနန္တစัจ java လာကြီးတဲမှာအဆက်ပြောက်လေးလောက်တောင်မရှိတဲ့ကိုကပေါ့နော်အကြောတကယ်အဖြစ်ရှိတရားကိုကြည့်လိုက်ပါဦးပေါ့ငါရင်းငါရလုံနေလောက်အောင်ဘာတွေကတကယ်မြန်ရှိနေလို့လေ your flow the in the empty space in the universe စัจ java လာကြီးအစုံးမဲ့ဟဲ့လား go on forever ထာဝရလည်းပတ်နေတယ်စัจ java လာကြီးတဲမှာ ပြီးတော့ empty space ဗလာကျင်းနေတယ်အာကတာကြီးတဲမှာခင်ဗျားတို့ကျွန်တော်တို့ကလွင့်မျောနေကြတာလေအဲ့တော့မြတ်ဒီမှာရှိရမယ်ဆိုရင်ရှိနေတယ်ဒီကမ္ဘာလောကမှာဒီလိုဖြစ်နေပြီဆိုကြတဲ့ဟိုကအ ਨੇ ဆုံးတော့ပျော့ပျော့ကြီးနေလိုက်ပါဒီဘဝဆိုတဲ့တွေ့ကြုံကိုပျော့ရွှင်ခံစားလိုက်ပါဘလို့ပဲဖြစ်ဖြစ်ခင်ဗျားကဒီမှာ အဆုံးသက်သွားရမှာပဲလေဖြစ်မဲ့ຢာတွေကဖြစ်မှာပဲလေတဲ့ဘာလို့ဟလာမပြိုရမှာတော့ဘာလို့စိတ်ညစ်ခံနေရအောင်မလဲဟဲ့နော်ဘဝမှာကြုံဆုံတော်မြတ်ဖြစ်ပြက်လာသည်မြတ်နဲ့ပတ်တယ်ပြီးတော့ဟလာအနောက်ချက်ဖြစ်နေလို့ကိုကိုဘာမှရမှာမဟုတ်ဘူးနော်ဒီတော့ကမ္ဘာလောကကြီးဘာမှလည်းပြောင်းလဲသွားမှာမဟုတ်ဘူးကိုခံစားရတာပဲအဖက်တင်ပါလေဒီတော့ လားခမရကိုအနောက်ရှက်ပေးနေတဲ့ဒဇုံတရားက ဖြစ်မှာပဲလေမင်းကိုလေမင်းသာခွင့်ပြုမယ်ဆိုရင်မင်းကိုဟာမင်းတို့ကတို့ကိုဒုက္ခပေးနေတဲ့ဒဇုံတရားကဖြစ်မှာပဲလေအမြင်တစ်စီတစ်ခုကတော့ရှိနေမှာပဲလေဒီမှာဘုရားကအနောက်ရှက်ပေးသည်ဒုက္ခပေးသည် It really bothers me when people chew loudly chew out ဝါတာလေတခုခုလူတွေကအကြေကြီးဝါနေတယ်ဆိုရင်ငါတော့လေ It really bothers me တကယ်ဒုက္ခရောက်တယ်အနောက်ရှက်ဖြစ်တယ်ပေါ့ it really bothers me ငါတော့အနောက်ရှက်ဖြစ်တယ် when people chew loudly လူတွေကအကြေကြီးဝါနေရင်လေတခုခုလေဝါနေအကြေကြီးဝါနေဆိုနောက်ရှက်ဖြစ်ရတယ် sorry to bother you ဒုက္ခပေးရတာစိတ်မကောင်းပါဘူး but do you have a minute အချိန်များရမလားမသိဘူး10မိနစ်လောက်ပေါ့နော်ဒီ MPD already do တော့ညအတွေ့အကြုံလေးမေးခြင်းလို့ပါပေါ့ဒီလိုပြောရနေပေါ့ but do you have a minute sorry to bother you that you have a minute i didn't even bother replying to the spam email အဲ့ဒီ email ကိုလေငါတော့တုံ့ပြန်မှုဒုက္ခခံပြီးစ조사ကိုမနေဘူးဒါပေမဲ့ဘောဓာကအနောက်ရှက်ပေးသည်ဒုက္ခပေးသည်ပေါ့ it really bothers me when people chew loudly ဒါလေးမှတ်ထားလို့ရတယ်လေလူတွေကတခုအလိုလုံနေပြီဆိုရင်လေဥမာ it really bothers me when people talk loud on the phone ဖုန်းနဲ့ဖုန်းနဲ့အကြေးအေးစကားတွေပြောနေရင်ငါဒုက္ခအနောက်ရှက်ဖြစ်တယ် it really bothers me when uh people talk a lot uh in a coffee shop oh coffee shop လူတွေကစကားကြေးကြီးပြောနေစိတ်နှောက်ရှက်ဖြစ်ရတယ်လို့ပြောတာလေဘုရားဘုရားကိုပြောပြောနေဖို့ရွေးချယ်ခြင်းကဘဲတဲ့မင်းတို့တစ်ဆင့်တစ်ဆင့်ညံလန်းမြင့်သွားရေးကိုအကူအညီပေးပါလိမ့်မယ်ဥဆောင်သွားပါလိမ့်မယ်တစ်ဆင့်တစ်ဆင့်ညံစင်နေမြင့်တက်လာပါလိမ့်မယ် တကယ်တော့ပေါ့ဒီဘဝဆိုတိုင်းကအဲတကယ်သင်ကြားပေးတဲ့ဆရာသမားပါပဲအကျွမ်းမဲ့ပျော်ရွှင်ရေးလမ်းစဉ်ကိုကျင့်သုံးတော့မယ်လို့ဆုံးဖြတ်လိုက်တာနဲ့နားမင်းတို့ကိုပေါ့မင်းတို့နဲ့ပတ်သက်လို့တခြားသူတွေနဲ့ပတ်သက်လို့ဘဝရဲ့တဘာဝနဲ့ပတ်သက်ပြီးတော့ရှိတယ်သင်ကြားဆရာအရာရာတိုင်းကိုမင်းကိုဘဝကြီးကသင်ပေးလိမ့်မယ်ပေါ့ဒီလိုနေတော့မယ်လို့ဆုံးဖြတ်လိုက်တာနဲ့ဘဝကလုံစရာကြီးတိုင်းသူ့အတူဖြည့်ရှင်းပေးသွားလိမ့်မယ်ပေါ့ ကျုံဆောင်ရသမျှကိုလက်ခံရင်းနေပေါ့အတစ်စင်းတစ်စင်းမြင့်သွားပါလိမ့်မယ် commit to ပေါ့ commit to ကပုံမှန်အတိုင်းလှုပ်ဆောင်တာလို့ပြန်လို့ရတယ် she is finally committed to learning spanish this year ဒီနှစ်တော့သူကစပိန်သင်ယူရေးကိုလှုပ်ဆောင်တယ်ဆိုတော့စပိန်ကိုပဲ PPCC လုပ်မယ်စပိန်ကိုဒီမှာ Spanish ကိုဒီမှာမပြီးတော့ Eiffel Tower ကြီးထည့်တာ Before you commit to Randy that place အဲ့ဒီနေရာကိုငားဖို့ မလုတ်ခင် check the neighborhood ပတ်ဝန်းကျင်လေးကြည်အောင်လေပတ်ဝန်းကျင်ကိုလည်းစနီးနာအောင်လေအကဲခတ်အောင်လေ he committed to run it 3 times a week သူကတပတ်ကို3ရက်ပြေးခြင်းအလုပ်ကိုသူကလုပ်တာ you don't have to commit yourself now ကဲမင်းအခုပြောစရာမလိုသေးပါဘူးလေ just think about it အဲ့ဒီအကြောင်းပဲတွေးကြည့်စမ်းပါအခုဆုံးဖြတ်စရာမလိုသေးဘူးအခုလုပ်စရာမလိုသေးဘူးအဲ့ဒီအကြောင်းကိုတွေးကြည့်လိုက်ပါပေါ့ဟုတ်လား she is finally committed to learn spanish this year ဒီနေ့စပေးသားတင်ယူရေးကိုနောက်ဆုံးအာရုံစိုက်ထားတယ်။ဒီနေရာကိုနှားချင်းမလုပ်ခင်နေပါဟုတ်ကိုအဲရှောက်ချက်စုံစမ်းကြည့်အောင်။သူကအဲတပတ်ကို၃ရက်ပြေးတဲ့အလုပ်ကိုလုပ်မယ်ပေါ့။ You have to commit yourself now. ကိုကိုကိုမင်းဘာမှဆုံးဖြတ်စရာမလိုသေးဘူး။အဲ့ဒီကြောင့်ကိုတွေးကြည့်အောင်လေကိုလူတွေးကြည့်အောင်လေဘာမှလုပ်စရာမလိုသေးဘူး။မင်းမင်းရဲ့စိတ်အစဉ်ကိုယ့်ရဲ့နှလုံးသားကဘလို့ ကိုယ့်ရဲ့အလိုဆန္ဒတွေကဘလို့စိတ်ဆန္ဒတွေကဘလို့ဆိုတော့ကိုမင်းသိလာလိမ့်မယ်ဒီလမ်းစဉ်ကိုကျင့်သုံးလာရင်မင်းမင်းသိလာလိမ့်မယ်ဒါမဲ့လို့เนาะဟဲ့လားငင်းကပြောပြောနေမယ်ဘဝတစ်လျှောက်လုံးကိုဒီလိုအဆင်ပြေပြေနေမယ်လို့ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ကိုလူတကယ်လို့ရမှာเนาะအချိန်တိုင်းပေါ့မင်းရဲ့ဒစိတစ်ပိုင်းကပြောနေမှာပဲတဲ့မပြောမရှင်ဖြစ်နေတဲ့ဒစိတစ်ပိုင်းကတော့ရှိနေမှာပဲသိလား let it go ပေါ့ဒါကိုလွတ်ချလိုက်ပါလျှော့လိုက်ပါ ဘာကွေတဲ့ဘဝရဲ့ဖလို့အတိုင်းလေးပဲစီမျောလိုက်ပါစီစဉ်လိုက်ပါ let it go ပေါ့ဒါကအိန္ဒိယက attach maha ပေါ့လေဒီ marvel လို့စချင်းကြောက်တုံးကြီးတွေနဲ့ထူထားတဲ့ touch maha ပေါ့နော်အိန္ဒိယရဲ့တကယ်ဝမ်းသာပါတကယ်သူပကံလိုပဲပေါ့မြန်မာတွေပကံသွားကြသလိုပဲအိန္ဒိယရောက်ပြီဆိုဒီကိုမဖြစ်မနေသွားကြရတာပေါ့နော် touch မဟာ he forgot your name was သူကမင်းနေမို့တခါမေ့သွားတယ်နော် just let it go တခါတည်းမေ့တာပေါ့ကွာမင်းကလည်းဘာလို့အလိုဖြစ်နေရတာတော့ထားလိုက်စမ်းပါပေါ့ sometimes you have to let go of the past to move forward to move forward ရှေ့ကိုဆက်ရှောက်ဖို့ဆိုရင်အတိတ်ကိုထားခဲ့ရမယ်ပေါ့အတိတ်ရဲ့ချီနာမှုနဲ့လေးပင်နေတတ်တယ်ရှေ့ကိုမရွေးပဲဖြစ်တတ်တယ်ပေါ့နော် i told myself to let it go ငါကငါ့ကိုငါပြောလိုက်တယ် to let it go ပေါ့ဆုံးလိုက်ပေါ့ stop replay the argument in my head ငါခေါင်းထဲမှာဒီစကားများခဲ့တဲ့ဟာကို replay ရီဟုတ်လားပြန်ပြန်ပြီးတော့လေခေါင်းထဲမှာ replay လုပ်နေတာခေါင်းထဲမှာဒီကိစ္စဟိုးပဲပြန်ပြန်အမှတ်ဖော်နေတာပေါ့အဲ့ဒီအမှတ်ဖော်ခြင်းအလုပ်ကိုပေါ့နော်ဟုတ်လားအဲဆွန့်လွတ်လိုက်ပါလေနော်ဒါကိုထားလိုက်တော့ဆိုပြီးအမှတ်ဖော်ခြင်းအလုပ်ကိုဆွန့်လွတ်လိုက်ပါတော့လေ ဲ့လား let it go ဆိုတော့ထားလိုက်စမ်းပါကွာပေါ့ he forgot your name was နာမည်ကိုမေ့သွားတယ်ထားလိုက်စမ်းပါအတိတ်ကို ထားခဲ့ပြီးမှရှေ့ဆက်လျှောက်လို့ရမှာနော် အတိတ်ရဲ့ဟဲ့လားအာချီနာမှုနဲ့လေးပင်နေတတ်တယ်ငါဟာကိုကိုကိုပြောလိုက်တယ် let it go stop replay the argument in my head ခေါင်းထဲမှာဒီအငင်းပွားမှုဝေပြန်ပြန်ပြီးတော့စိတ်ထဲမှာပြန်ပုံဖော်နေတာကိုစွန့်လွတ်လိုက်ပို့ use affirmations ဆိုတဲ့ဟလာအကောင်းတဲ့အဓိပ္ပာယ်တွေနော်ဟို confirm လုပ်တဲ့ဟာတွေကိုသုံးပါပေါ့ဒေချာပေါ့ဖြစ်မရတွေလုံးမဟာတွေပေါ့ confirm တွေနော်ကောင်းတဲ့အဓိပ္ပာယ်တွေ positive vibe တွေကိုသုံးပါ do whatever you need to do to stay open နှလုံးသားကိုဖွင့်ထားဖို့ပြုလုပ်ဖို့အရာမှန်တွေအောင်ပြုလုပ်လိုက်ပေါ့မင်းသားတကယ်လှုပ်ဆောင်ပြီဆိုရင်တော့ဘာကမှတားလို့မရဘူးမင်းဖြစ်ချင်းပြီဆိုတားလို့ရတော့ဘူးလေဘာပဲဖြစ်ဖြစ်ပေါ့နော်ဘဝအတွေ့အကြုံတွေကို ရွေးချယ်လိုက်ဖို့အော်ခံပြောရှင်ခံစားလိုက်ဖို့ရွေးချယ်နိုင်တာပဲလေသူတို့တွေကမင်းကို အစာအိမ်စာငတ်မို့အောင်ထားမယ်ပြီးတော့တယောက်တည်းမှာ confinement ဆိုတော့တယောက်တည်းပိတ်ပင်တားဆီးထားမယ် insolatory confinement ပေါ့တယောက်တည်းမင်းကိုလောင်ပိတ်ထားမယ်အခန်းကျင်းလေးမှာထားမယ်ဆိုရင်လေ just a fan being like gandhi လို့ပြောရှင်လိုက်ပေါ့ no matter what happens just enjoy the life that comes to you မင်းတွေကြုံဆုံလာတဲ့ဘဝပြောရှင်ဘဝကိုပြောရှင်လိုက်ပါဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် use affirmations ကလေ he use affirmation like i am calm to reduce stress to reduce stress stress ကိုလျှော့ချဖို့ရန်အတွက်အာကိုယ့်ကိုယ်လည်းသတိပေးနေငါတည်ငြိမ်နေငါတည်ငြိမ်နေဆိုပြီးနော်ဟိုကိုယ့်ကိုယ် confirm လုပ်နေတာပေါ့ဟုတ်တယ်လား teenagers ဆယ်ကျော်သက်တွေက often benefit အကျိုးကျေးဇူးရပါတယ် one they use affirmations of self confidence self confidence ပေါ့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်ဆိုတဲ့အနေထားတွေကိုယ်ယုံကြည်မှုရှိမှုတွေကိုသုံးရင်ဆိုရင်အကျိုးကျေးဇူးရတယ်ပေါ့ဆယ်ကျော်သက်တွေ ဒီမှာကလေးတွေလူငယ်တွေဆိုတာဟာယုံကြည်မှုက self confidence ကအပြည့်ပဲလေဘလုံးတွေလုံနိုင်တယ်ရနိုင်တယ်ဖြစ်နိုင်တယ်ဆိုတာဒါလည်းအကျိုးကျေးဇူးဖြစ်ထွန်းတာပါပဲ I read affirmations affirmations on that ကောင်းတဲ့အရာတွေ positive vibe တွေကိုရေးထားတယ်တဲ့ on sticky notes ငါကတ်ထားတဲ့နှုတ်စာရွက်တွေမှာ put them on my mirror မှန်ပေါ်မှာကတ်ထားတယ်လေ Steve Jobs ကြီးလို့ပေါ့လေသူပြောတယ်တဲ့ဟလာဒီဒီနေ့ဟာငါရဲ့နောက်ဆုံးနေ့ဆိုရင်ငါအခုလုပ်နေတဲ့လုပ်လေးဆက်လုပ်အောင်မလားပေါ့ ။ဟောဒီလိုနဲ့ကိုယ့်ကိုယ်ကိုတွန်းအားပေးတယ်ပေါ့ဒါ affirmations တင်လို့တာပဲလေ။နော်။ဒါပဲဖြစ်ဖြစ်ဘာမှမဖြစ်ဆိုတာလေဒါ affirmation ပဲလေ။ဒီမှာ the prisoner was kept in solitary confinement for 2 weeks prisoner ကိုအရင်သားကိုဒီ solitary တရားဦးထဲပိတ်ထားတယ်။ for 2 weeks နှစ်ပတ်ကြာ as punishment အပြစ်ပေးတဲ့အနေနဲ့ပိတ်ထားတယ်။ Research shows that သူတည်နာပြရတဲ့ is standard ကာလရှိကြ solitary confinement တယောက်တည်းပိတ်လောင်ထားခြင်းဟာ can cause severe anxiety အလွန်ကြုံပူပန်ခြင်းတွေ depression စိတ်ထက်ကြခြင်းတွေကိုဖြစ်စေနိုင်တယ် after the breakup သူတို့တွေကွာပြေးပြီးတော့ကွဲကွာကြပြီးတော့ she felt like she was living in solitary confinement တယောက်တည်းအကျဉ်းကျနေသလိုမျိုးပဲ trapped in her own thoughts သူ့မှာအတွေးထဲမှာလောင်ပိတ်လို့ပေါ့ walk you from home to mesh လာပေါင်းများစွာအိမ်နဲ့ဝေးရမှာအလုပ်လုပ်ရတာ made to feel as if she was under solitary confinement သူကတယောက်တည်းဒါအချင်းကြနေတယ်လို့ပဲခံစားရပါတယ်ဒါ in solitary confinement ကိုပြောတာပါဒီစရိုးကတရားရင်တည်တံ့ကြက်နေရမှာဆိုဆိုင်းအောင်တချောင်းလိုက်ဖက်လိုက်တယ်ဆိုရင်လည်း insolatory confinement ကိုသဘောတရားကိုနားလည်သွားမယ်ခက်ခဲတယ်လို့ထင်ရပေမဲ့လို့လေဟုတ်ပြီဒါကိုမလုပ်တော့ဘာအကျိုးဖြစ်ထွန်းမှာမလို့တော့ ကဲကိုကရိုးသားနေတာပဲလေသူတို့ကကိုကိုဟိုလာ lock her up lock lock you up ဒီလိုကျင်းချလိုက်မယ်ဆိုရင်လည်းဘာဖြစ်သေးလဲဟဲ့လားဟိုစိတ်မင်း short လိုက်နေပေါ့ have fun ပေါ့ဘဝအတွက်ကြုံပြောရှင်းလိုက်စမ်းပါ what girls does it do not to have far ဒီလိုချင်းချင်းနဲ့ပြောရွှင်မနေတော့ဘောဘာကျိုးကျိုးဖြစ်ထွန်းလို့တော့ဘာကောင်မှမပြောင်းလဲဘူးနော်နောက်ဆုံးမှာတော့အတိလား you stay happy ပြောပြောနေမယ်ဆိုရင် you win နိုင်ရတာပဲလေ ဒါကိုပဲမင်းရဲ့အောင်ပွဲလို့သဘောထားလိုက်သတ်မှတ်လိုက်ပေါ့ဂိမ်းအနေနဲ့ထားလိုက် just stay happy no matter what ဘလို့ပဲဖြစ်ဖြစ် stay happy လုပ်လိုက်ပါ as difficult as it sounds ခက်ခဲပေမဲ့လို့လေပေါ့ you get used to waking up wake sorry waking up at 5 a.m. နာနာရီထခြင်းမှာမင်းအသားကျသွားပါလိမ့်ခွေးရီရှူးကဒီတဲ့ကြားလျှော့တယ်အချိုးလျှော့ခြင်းဟာ is not as difficult as it sounds ထင်ရတော့ကြီးမခက်ပါဘူး if you start slowly ဖြည်းဖြည်းချင်းစမယ်ဆိုရင်လေအချိုးကလျော့လျော့သွားနိုင်တယ် learn to say no no လို့ညှင်းတတ်ဖို့သိရင် it's as difficult as difficult as it sounds တင်ရတော့ကြီးတော့မခက်ဘူးပေါ့ but တရလား or but it's worth it တန်တော့တန်တယ်လေဟုတ်လားဩပြောသလားခက်ပေခက်ကောင်းခက်ပေမယ်လို့လေဘာနေနေလုံမယ်ဆိုရင်ဒါ is worth it တန်တယ်ပေါ့ ပြောချင်းစားနေရင်တော့ချက်ကတော့ရိုးရှင်းပါတယ်တဲ့ဟဲ့လားကိုယ့်ရဲ့ဂျင်ရဲ energy တွေကိုနားလည်ခြင်းနဲ့စလိုက်ပေါ့ကိုယင်ကိုပြန်ကြည့်လိုက်သိနေလေခင်ဗျပျော်ရွှင်နေပြီဆိုရင်ကိုပျော်ရွှင်နေပြီဆိုရင်ကြည်စမ်းကိုယင်ကပွင့်နေမွင့်နေပြီးတော့ energy တွေကတိုးနေမယ်မပျော်တော့ဘူးဆိုရင်တော့ဒီမှာဇလုံးသားပိတ်ဆို့သွားပြီးတော့ဘာ energy မှထွက်ပေါ်လာမှာမဟုတ်တော့ဘူးပေါ့ဒီတော့ပျော်ပျော်နေဖို့ဆိုရင်သိလားကိုနှလုံးသားကိုမပိတ်လိုက်နဲ့ဘာပဲဖြစ်ဖြစ်သိလားကိုယ့်ရဲ့ဇနီးတွေကထားခဲ့မယ်ဆိုရင်တောင်မှဟဲ့လား အဲခင်မွန်းတယ်မရှိတော့ဘူးဆိုရင်လေဖာနေနေမပျော်ရွှင်ရေးလမ်းစဉ်ကိုမရွေးနဲ့နော် stay happy နေနော် don't close your heart မပိတ်လိုက်နဲ့နော်ဒီလားကဲကိုရင်ကိုပိတ်လိုက်ဖို့ရန်အတွက်ပြောထားတဲ့စီမင်းစီကံဘာမှမရှိဘူးရေဒီလားဒီတော့ဘလို့ပဲဖြစ်ဖြစ်မပိတ်လိုက်နဲ့ကိုရင်ကိုဒါနေလေအဲ့ဒီမှာခင်ဗျရွေးချယ်နိုင်ဖို့မင်းမှာအဲ့ဒီရွေးချယ်ပိုင်းကိုရှိနေတာပဲပိတ်ဆို့လိုက်ပြီဆိုတာနဲ့မေကွန်ထုတ်လိုက်ကိုကိုကိုငါပျော်ရွှင်မှုကိုအဆုံးတက်လိုက်တော့ပါလား မင်းအဲ့လားမေးကြည့်လိုက်ပေါ့အဲ့လားဒီပိတ်လိုက်လို့မို့အော်ကိုမပြောတော့ဘူးစိတ်ညစ်တော့မယ်ဆိုရင်ဖြစ်မယ်ဆိုရင်လည်းသိလားကိုယဉ်နေမှာယုံနေတဲ့တခုအရာရှိတော့တယ်အဲ့ဒါကိုစူးစမ်းကြည့်လိုက်စမ်းပါအဲ့ဒါကဘာလဲပိတ်ဆို့လိုက်ခြင်းကြောင့်မလို့ဖြစ်မယ်အကျိုးရလာဖြစ်မယ်ဆိုတဲ့အရာရှိတယ်ဆိုရင်အဲ့ဒါဘာဖြစ်မလဲတကယ်မေးကြည့်လိုက်ပါဦးဖြစ်စရာရှိတာတွေကဖြစ်မှာပဲနော်ဒီလိုနဲ့ဖြစ်ယုံနဲ့မင်းကပျော်ရှင်မှုစွန့်လွတ်လိုက်တော့မှာလားဒီစုံတယောက်ကမင်းကို ကြားပြန်နှောက်ရှက်လိုက်လို့လမ်းအလုတ်သွားတယ်လားမနှောက်ရှက်လိုက်လို့ပြင်းစိတ်ညစ်သွားပြီလားအဲ့ဒီမတိုင်မီရတော့ပြောနေမယ်ဆိုရင်လေပြီးတော့စိတ်ညစ်သွားပြီလား it got really upset စိတ်ကတိကောက်ဖြစ်သွားပြီလားအဲ့ဒီအချိန်မှာတနေကုန်နေတော့မှလားမိကုန်လေးမေးကြည့်လိုက်ရောဒီလိုအဲ့ဒီဟာလေးတစ်ခုကြောင့်မို့ကို့အခြေအနေကိုပြက်စီးစေခွင့်ပြုလိုက်ခြင်းကြောင့်ဘာကောင်းကျိုးဖြစ်ထွန်းလာမှာမို့လို့တော့ really you are day ပေါ့ spilling coffee on your shirt ရဲညီဘော coffee မောက်သွားယုံနဲ့ should ruin your day မင်းရဲ့တရက်တာကိုဟုတ်လားစိတ်ညစ်ညင်းနဲ့မပြန်တတ်သင့်ဘူးနော် don't let one rude comment ruin your day ကြည်စမ်းဒီမရဲ့တေးတယောက်ယောက်ရဲ့ဒီရိုင်းပြတဲ့ comment လေးတစ်ခုကြောင့်မလို့ကိုယ့်စိတ်အခြေအနေပြက်ယွန်းသွားခြင်းကိုခွင့်ပြုလိုက်တော့မှာလား but whether ဒီဆိုတဲ့ရာသီဥတုကနေရာလေး ruin our day at the beach တို့ကန်းကြီးကတရက်တာပျော်ရွှင်ရင်းနေ့ရက်ကိုသူက ဖြက်စီးတော့မလို့တဲ့ဘက်ဝဲသားကတော်သေးတာပေါ့ပေါ့ဟုတ်တယ်အဲ့လိုကိုနှလုံးသားကိုပေးလိုက်လို့စိတ်ညစ်သွားလိုက်လို့အကျိုးကျေးဇူးမရှိပါဘူးစုံတယောက်ကကြားဖြတ်နောက်ဆက်လို့ရှိရင်လေ let go လွတ်ချထားခဲ့ပေါ့ stay open ကိုရင်ကိုမပိတ်လိုက်နဲ့အဲ့လိုလားတကယ်လုံးချင်မယ်ဆိုရင်လုံးလို့ရပါတယ်ဒီပျော်ရွှင်လန်းစဉ်ကိုကျင့်သုံးလိုက်မယ်ဆိုရင်ဒီယောဂရဲ့အစဉ်အမြဲများစွာကိုလည်းဖြတ်တန်းပြီးသားဖြစ်သွားလိမ့်မယ် you have to stay conscious နော် conscious တတိလေးထားနေ stay center ဒီပေါ်မှာအောင်ဆိုင်တာ stay committed ဒါကိုပဲလုပ်နေဘလို့နေနေ you have to stay one point on your commitment to remain urban and receptive to life ဘဝရဲ့အနေအထားတွေကိုလက်ခံလိုက်ဖို့ကိုယ်ရင်ကိုပွင့်ထားခြင်းကိုလုပ်ကိုလုပ်လိုက်ဖို့ဒီပေါ်မှာပဲအောင်ဆက်ထားလိုက်ရွှေရွှင်းလန်းစင်မှာပဲမတွေ့ဖီသွားလိမ့်မယ် stay conscious he's trying to stay conscious after the accident example သူက stay conscious တတိလေးရှိနေဖို့သူကြိုးစားတယ်ပေါ့ဒီနေရာမှာ stay conscious ကပုံမှန်တတိရှိနေတာပဲ stay conscious ဆို your posture ကိုဘယ်လိုထိုင်းနေရလဲကိုဘယ်လိုယက်နေတာလဲကိုဘယ်လိုလုံးနေရလဲဆိုတတိထားလိုက်အောင် when walking at the desk သဘောမှာခုံကောင်းမှာဒီနေရာမှာအလုပ်လုပ်နေရဆိုရင်ကိုယ့်ရဲ့ posture ကိုလည်းတတိထားလိုက်အောင် you need to stay conscious of how our words affect others သူတွေဇေလုံးတွေဟာတခြားသူတွေပေါ်ဘယ်လိုတက်ရောက်တယ်ဆိုတာကို conscious stay conscious သတိထားကြည့်လိုက်ဦး I was vaguely conscious that I was being watched. ငါကိုစောင့်ကြည့်နေတယ်ဆိုတော့ vaguely conscious ကငါဝတဝတစ်ခုသိနေတယ်လို့ပဲတယောက်ကကိုယ်ကိုစောင့်ကြည့်နေတယ်လို့ပဲပေါ့။ဒါကိုသတိထားမိတာ stay conscious. ဘယ်သူကမှဒီလိုလုပ်လို့မရဘူးလို့မပြောဘူးလေ။ Stay open က is what the great saints တို့ရှင်တွေ master တွေအဲဆရာသခင်တွေသင်ပေးတဲ့အရာပဲလေ။သူတို့တွေကသင်ပေးသွားတယ်။ God is joy ဘုရားသခင်ဆိုတာပျော်ရွှင်မှုပဲ God is ecstasy ဘုရားသခင်ဆိုတာတကယ်ဒုက္ခချမ်းသာပဲ and God is love ဘုရားသခင်ဆိုတာချစ်ခြင်းတရားပဲ ecstasy ပေါ့ ecstasy the fast ဒီအပိတဲ့အဖန်လေးပရိသတ်တွေက screaming ecstasy ပျော်ရွှင်စွာအော်ဟစ်ကြတယ် when the singer appear ဒီ singer အဆိုတော့ ထွက်ပေါ်လာတော့ပြောချင်းစွာဟိတ်အော်ကြတယ်ပေါ့ She was an ecstasy သူမပြောနေတာ after tasting the dessert နော် dessert ဒီအချိုဝဲကိုအရသာစားကြည့်ပြီးတော့သူကပြောနေတာကျေနပ်နေတာပေါ့ He described the moment of success ဒီအောင်မြင်တဲ့ခိုက်တန်ကို as pure ecstasy တကယ်ကိုပြောစရာခိုက်တန်ဖြစ်သူကဖော်ပြထားတယ် Kate closed her eyes in ecstasy ကိတ်ကလေပြောချင်းစွာမျက်စိကိုမိတ်တာလို့ at the thought of a cold drink oh အေးဒီတခွေတောက်တော့မယ်ဆိုတဲ့အတွေးလေးနဲ့ဟောဟလာသူ့ရဲ့အတွေးလေးနဲ့ဟောပြောချင်းစွာမျက်လုံးကိုမိတ်တာလို့ပေါ့ x taxi ပေါ့ပြောချင်းမို့ပေါ့နော် x taxi ပေါ့သူ e တို့ k တို့အားပါဒီဟာလားတော့မပြောတတ်ပါဘူးလीနော်စီးဒီ the fast day စခရီးမြ x taxi ပြောချင်းစွာပဲ ်အော်ဟစ်လိုက်တယ် when the singer approached singer ချင်းကလာတော့ပေါ့နော်ပျော်ရွှင်စွာအော်ကြတယ် she was in ecstasy after tasting the dessert အချိုးဝဲကိုမြည်ကြည့်ရင်းနဲ့ဩသူကျဉ်နဲ့လို့ he described the moment of success ဒီအောင်မြင်ရဲ့ခိုက်တန်းကို as pure ecstasy တကယ်ကိုပျော်ရွှင်စရာအခိုက်အတန့်အဖြစ်နော်သူကမှတ်ယူတယ် Kate closed her eyes in ecstasy as the thought of a cauldron အေးသားတော့မယ်ဆိုပြီးတော့ဩအေးအကြောင်းကိုတွေးရင်းနဲ့ तू ကတော့ပြောရှင်ကျင်းနေစွာမျက်စိကိုမိထားလို့ပေါ့โอเคဒီစီတင်ပါတယ်ဘောကပ်လက်ဆင်ပြီးပါပြီ Thank you